ကလေးဦးရဲ့ကြီးအထူးကုသေးပညာသည်ဆေးဘက်အထူးကုခွဲစိတ်ပညာတစ်ခုဖြစ်ပြီးကလေးငယ်များကလေးသူငယ်များနှင့်လူငယ်များတွင်စီလန်းချောင်းနှင့်မျိုးပွားအင်္ဂါများနှင့်ဆက်နွယ်သောအခြေအနေများကိုယောဂရှာဖွေခြင်းကုသခြင်းနှင့်ကာကွယ်ခြင်းတို့ကိုလှုပ်ဆောင်သည်ကလေးဦးရဲ့ကြီးအထူးကုသေးပညာတွင်တွေ့ရသောအခြေအနေများအနက်အများစုမှာမွေးဖွားခြင်းကလေးကရှိနေသောမွေးရပါနာစာများဖြစ်သည်မြင်းတို့သည်မွေးဖွားချိန်တွင်တင်းရှိနေနိုင်သလိုမွေးပြီးနောက်တွင်လည်းပေါ်ထွက်နိုင်ပြီးကလေးဘဝအတွင်းတဖြည်းဖြည်းထွက်ပေါ်လာနိုင်သည် ကျွန်တော်တို့ဒီစီးလန်းချောင်းနဲ့မျိုးပေါ်အင်္ဂါစနစ်နှစ်ခုစလုံးနဲ့ဆက်နွယ်သောအမျိုးမျိုးသောယောဂအခြေအနေများကိုကူတာပေးပါသည်အထူးသဖြင့်အများဆုံးတွေ့ရသောမွေးရပါအနာအဆများထဲမှာကြောက်ကတ်တွင်တာမြင်မှု total obstruction ဖြစ်ခြင်းပါဝင်သည်ယင်းသည်ကြောက်ကတ်တွင်တာမြင်မှုတစ်ခုဖြစ်ပေါ်နေခြင်းဖြစ်သည်ကြောက်ကတ်တွင်ဖြစ်ပေါ်နေသောတာမြင်မှုကိုတင့်တော်သောအချိန်တွင်ကူတာပေးရန်လိုအပ်သည်ဒါမှသာကြောက်ကတ်၏လှုပ်ဆောင်နိုင်စွမ်းကိုထိန်းသိမ်းနိုင်ပြီးကြောက်ကတ်ပျက်စီးမှုကိုကာကွယ်နိုင်မည်ဖြစ်သည် ကလေးများတွင်ဒုတိယအများဆုံးတွေ့ရသောမွေးရပါအနာစာမှာမျိုးဘွားအင်္ဂါစနစ်နှင့်ဆက်နွယ်သောမွေးရပါအနာစာဖြစ်ပြီးဟင်းကို hypospadias ဟုခေါ်သည် hypospadias တွင်စီးထွက်ပေါက်သည့်ပုံမှန်မဟုတ်ဘဲမတော်တဆဖြစ်နေပြီးပိုင်လေးလဲကွေးနေသည် hypospadias ကိုတက်တလာဤကင်းထန်မှုအပေါ်မူတည်၍တစ်ချိန်တည်းတို့မဟုတ်နှစ်ချိန်ခွဲစိတ်ကူတာမှုဖြင့်ပြန်လဲပြုခင်နိုင်သည် ဇလုတ်တို့ကြုံတွေ့ရသောအခြားအများဆုံးပြဿနာတစ်ခုမှာဆက်တိုက်ဖြစ်ပွားသောစီးလန်းချောင်းပိုးဝင်ယောဂဖြစ်ပြီးဘက်တီးရီးယားသည်စီးအိမ်ကဲ့သို့ရောက်ရှိပြီးယောဂလက္ခဏာများဖြစ်ပေါ်စေသည်တခါတလေဘက်တီးရီးယားပိုးဝင်ခြင်းသည်စီးပြန်လန်စီးဆင်းမှုမမှန်ကန်သည့်အခြေအနေ vesicular reflux ရှိပါကကြောက်ကထိတ်ထိတက်နိုင်ပြီး e vesicular reflux ဟာသည် ကြောက်ကက်ဖရန်ချီမဆုံးရှုံးမှုနဲ့အမြဲတမ်းကြောက်ကက်အမာရွံ့များကိုတားဆီးရန်ခရုတစိုက်လိုက်နိုင်ရမည့်အချိန်နှင့်တင့်လျော်သောဝင်ရောက်ဆွတ်ထမှုလိုအပ်ပါသည်ကျွန်ုပ်တို့ကလေးများတွင် မကြာခဏကြုံတွေ့ရသော အခြားပြဿနာများမှာစီအိတ်လှုပ်ဆောင်မှုမမှန်ခြင်းကြောက်ကက်နှင့်မျိုးဘွားအင်္ဂါစနစ်တွင် ဖြစ်ပွားသောကင်ဆာများစီလန်းချောင်းတွင်ကြောက်များဖြစ်ပေါ်ခြင်းတို့ဖြစ်သည်ကလေးစေယုံစီလန်းချောင်းအထုကူဤတာဝန်တီခွဲစိတ်ကုသမှုတွင်သာမရက်တံပါ ကလေးကြီးလာတယ်လို့ကျွန်ုပ်တို့နဲ့ကလေးမိသားစုတို့အကြားဆက်နွယ်မှုကလည်းတဖြည်းဖြည်းတိုးလာပါတယ်ကလေးသည်လူကြီးရွယ်သို့ရောက်ရှိလာစဉ်တွင်ကြောက်ကနဲ့စီအိမ်ကျမ်းမာရေးကိုလည်းလုံခြုံစိတ်ချစွာထိမ့်သိမ့်ပေးနိုင်အောင်စူးစမ်းဆောင်ရွက်လျက်ရှိပါတယ်